မင်္ဂလာပါ Shine Knowledge YouTube Channel မှာကြိုဆိုပါရစေဒီနေ့ဗီဒီယိုမှာတော့ကဘာကြီးတကယ်ဘလောက်ကြီးလဲဆိုတဲ့မေးခွန်းကိုရိုးရှင်းလာတဲ့နည်းနဲ့ပြောပြသွားမှာပါကဘာကြီးဟာမိတ်ဆွေစဉ်းစားထားတာထက်ကြီးလာပါတယ်ကျွန်တော်တို့နေထိုင်နေတဲ့ကဘာဟာ ထင်တာထက်သိပ္ပံနည်းနဲ့ဆိုတော်တော်ကြီးပါတယ်ကဘာရဲ့အချင်းဝက်ကဘာရဲ့အချင်းဝက်က6380ကီလိုမီတာရှိပါတယ်မြန်မာနိုင်ငံကိုအနောက်ကနေအရှိထိ6ကျိန်ထက်တောင်မှမမီနိုင်ပါဘူးခပ်ပြကဘာရဲ့ပတ်လည်လျားဤကွေတာကဘာရဲ့ပတ်ပတ်လည်တိုင်းတာဟာ40085ကီလိုမီတာရှိပါတယ်နေတိုင်း40ကီလိုမီတာလမ်းလျှောက်ရင်တောင်တစ်နှစ်ကျော်မှသာမိတ်ဆွေပတ်လို့ပြီးနိုင်ပါမယ် ရေဧရိယာနဲ့မြေဧရိယာကဘာမှာ81ရာခိုင်နှုန်းကပင်လယ်ရေဖြစ်ပြီး29ရာခိုင်နှုန်းကပဲမြေပြင်ဖြစ်ပါတယ်။လူသားတွေနေနိုင်တဲ့မြေဧရိယာကအရန်သေးတဲ့နေရာပဲဖြစ်ပါတယ်။ကဘာရဲ့ထုထည်နဲ့အလေးချိန်ကဘာရဲ့ထုထည်ကတော့1083တန်းကျော်ဖြစ်တယ်။မိတ်ဆွေတယောက်ကအဲ့ဒီထဲမှာထည့်လိုက်ရင် ထင်မထားလောက်အောင်အနှဲငယ်ပဲဖြစ်မှာပါ။ကဘာကိုတခြားဂြိုလ်တွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဂျူပီတာလိုဂြိုလ်ကြီးတွေပေါ်မှာ ူနေလို့ရမလားဆိုတာကတော့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ကဘာမှာတော့စူးစမ်းလေ့လာဖို့အများကြီးရှိနေပါတယ်။မိတ်ဆွေတီထားတဲ့နာကကဘာကြီးဟာတိတ်ပန်နီးနဲ့ဆိုရှေးဟောင်းတဘာဝတို့ပေါင်းဆက်မှုကြောင့်ဖြစ်လာတာပါ။တဘာဝအလောက်ကိုထိမ့်သိမ်းထားဖို့နဲ့တံမိုးထားတတ်ရပါမယ်။ဒီဗီဒီယိုကမိတ်ဆွေအတွက်အစ်တစ်ခုခုတိလာဖို့အကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့မယ်လို့ထင်ပါတယ်။မိတ်ဆွေကြိုက်တဲ့ဆိုရင် like တစ်ချက် subscribe တစ်ချက်ပေးခဲ့ဖို့မမေ့နဲ့နော်။ကျေးဇူးတင်ပါတယ်။